မလေးရှားနိုင်ငံမှာအခုသတင်းပတ်ကုံကျင်းပဖို့ရှိနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာစစ်ကောင်းဆောင်တက်ရောက်ဖို့မရှိဘူးလို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအတည်ပြုပြောကြားလိုက်ပါတယ်။48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ပတ်သက်ပြီးအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဝန်ကြီးချုပ်အန်ဒွာကအောက်တိုဘာလ22ရက်နေ့ကကွာလာလမ်ပူမြို့မှာပြည်ရင်းပြည်ပသတင်းသမားတွေနဲ့တွေ့ဆုံလာမှာပြောကြားလိုက်တာလို့ပါမနာမာမလေးရှားသတင်းကဖော်ပြပါဗျာ မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မှာမဟုတ်ကြောင်းနဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြည်ပခအကြက်တဲတွေအတွက်အာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအခိုင်အမာဆွေးမြေ့လိုက်နာဆောင်ရွက်သွားမယ်လို့မလေးရှားဝန်ကြီးချုပ်ကထပ်လောင်းပြောကြားခဲ့ပါတယ်။အခုတချိန်ထိပ်သီးအစည်းအဝေးမှာမလေးရှားဟာမြန်မာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးမယ်လို့နိုင်ငံခြားရေးဝန်ကြီးကထုတ်ပြန်ပြောဆိုထားပါတယ်။မလေးရှားမြို့တော်ကွာလာလမ်ပူမြို့မှာအော်တိုဘားလ26ရက်နေ့ကနေ28ရက်နေ့အထိကျင်းပမဲ့3ရက်ကြာအစည်းအဝေးကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကမ္ဘာနိုင်ငံကအကောင်းဆောင်တွေတက်ရောက်ကြမယ်အပြင်ဒေတာရင်းနိုင်ငံတွေအနေနဲ့လည်းသမ္မတတွေနဲ့ဝန်ကြီးချုပ်တွေတက်ရောက်မယ်လို့အတည်ပြုထားကြပါတယ်ရှင်။